တဲ့ရမ်ချနေရနေချူဆိုလိုက်ပါရယ်တဲ့ရမ်ချနေကို subscribe မရသေးဘူးဆိုရင်တော့ subscribe နဲ့ပြီးသွားကြပါမယ်နော်ကဲဒါဆိုရင်တော့ share good share လေးထားနေနိုင်ငံရဲ့အချမ်းပေးချက်များကိုနားဆင်ကြရမှာပါဒီနေ့ကျွန်တော်မြန်မာနိုင်ငံရဲ့ peace အကြောင်းကိုဟိုစကားပြောဖို့ပေါ့ဗျာအာကျွန်တော်ပြောပြီးသားအဲ့ဒီလိုကျွန်တော်စကားပြောဖို့ကျွန်တော်ဖိတ်ခေါ်ထားပြီးသားလည်းဖြစ်တယ်အဲဒီနေ့တော့ကျွန်တော် နည်းနည်းလေးပေါ့လေဟိုဘေးကုံလဲတက်တာအောင်အားလုံးလဲမြင်အောင်ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်အတူချုံပြောချင်တယ်ကျွန်တော်ကိုရှယ်လေးပါအာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေမှာတိုင်းပြည်တပည့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပထမဆုံးကျွန်တော်ပြောချင်တယ်တိုင်းပြည်တပည့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ GDP ယူပေါက်ရင်ဖွံ့ဖြိုးတိုးတက်မှုထိခိုက်တယ် GDP ဟာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ခွန်အားတွေ human resource တွေနိုင်ငံတွင်းကထွက်တဲ့တယံစာတတွေတူးဖော်မှုတွေရောင်းချမှုတွေကုံတွယ်မှုတွေဓာတ်တွေအားလုံးကို GDP ထဲမှာထည့်ထွက်ကြတာပေါ့ဗျာဆိုတော့ကျွန်တော်အခုပေးခြင်းတဲ့ message ကမြန်မာနိုင်ငံဟာဘာကြောင့်ဆင်းရဲသလဲဆိုတဲ့ပထမဆုံး message ကိုတူတူတုတ်တုတ်ပြောခြင်းတယ် GDP ယိုပေါက်လို့ဆင်းရဲတာ GDP ကဘလို့ယိုပေါက်တယ်လဲဆိုတော့အခြေအနေကိုကျွန်တော်တိုင်းသူပြည်သားတွေအားလုံးသိအောင်ပြောရရင်တော့ဒီငင်းငယ်ကြီး foreign နဲ့ဆက်ဆက်သွားလိမ့်မယ်ပထမဆုံး GDP ယိုပေါက်တယ်ဆိုတာတိုင်းပြည်မှာရှိနေတဲ့လူတွေရဲ့လောက်ကင်ချောင်ရမှုအားထုတ်နိုင်မှုတည်ငြိမ်စွာအလုံးလုံးနိုင်မှုပညာသင်နိုင်မှုကျန်းမာရေး ဆိုင်ရာကုတနိုင်မှုလမ်းပန်းဆက်သွယ်ရေးကုန်သွယ်ရေးအဒါဒီဟာပထမဆုံးယူပေါက်တဲ့အချက်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ်။ပြည်တွင်းစစ်ဖြစ်ရင်ဓာတ်တွေယူပေါက်သွားတယ်။ဓာတ်တွေမလုံနိုင်တဲ့အတွက်ယူပေါက်သွားတယ်။ဒါ GDP ယူပေါက်တာပါ။နော်။ဒါတစ်ချက်ပါ။နှစ်ချက်နောက်တစ်ခု GDP ယူပေါက်တာကဘာလဲလို့မေးရင်တဘာဝ BND ရပါ။တိုင်းပြည်ကြီးကတိဆောက်ထားတယ် နော်လမ်းမဆက်သွေးကြီးတွေလည်းကောင်းတယ်နော်ချောင်းချောင်းအင်းအိုင်တရားတွေအကုန်လုံးကောင်းနေပြီမဲ့ငလျင်နေဖြစ်မဲ့ပုံတိုင်းတွေကျပြီးတော့အဲ့ဒီအပြက်စီးတွေနဲ့ကြုံလာရရင်လေအဲ့ဒီတိုင်းပြည်ဟာ GDP ရိုးပေါက်တယ်အဲ့ဒီအပြက်စီးတွေကိုပြန်လဲဖာထေးရတာမို့လို့ပါနော်ဆိုတော့ကျွန်တော်ပေးချင်တဲ့အကြောင်းအရာတွေကနှစ်ချက်ပါသွားပြီဒါဆိုရင်တတိယအချက် GDP ရိုးပေါက်တာက အဂရိလိုက်စားမှုပါအဂရိလိုက်စားမှုဆိုတာဟာအရန်ကြောက်ဖို့ကောင်းပါတယ်လူလူချင်းကိုအာနာနဲ့ကြုံပြူတာလူလူချင်းကိုယာဒူးနဲ့ကြုံပြူတာလူလူချင်းကို အခွင့်ရေးအတာစီရသူကမတရားပြုကျင့်တာအဲ့ဒါအဂရိလိုက်စားတာအဲ့ဒီလိုအဂရိလိုက်စားရင်လေလူတွေမှာရှိနေတဲ့ ကိစ္စလေးအတက်မြင်လောက်ကိုပေါ့ဆိုင်လောက်တန်ဖိုးရှိတဲ့အရာတွေပေးပြီးတော့မှဒီပြဿနာတွေကိုဖြေရှင်းရပြီးပေးလိုက်ရတဲ့ပေါ့ဆိုင်ဟာခုနအာနာရှိသူယာဒူးရှိသူအခြေအနေကောင်းနေသူတွေရဲ့အိတ်တွေတဲကိုရောက်သွားပြီးတော့နိုင်ငံသူနိုင်ငံသားတွေမခံစားရတော့တဲ့အခြေအနေမျိုးကိုပြောတာနောက်ဆုံးတစ်ချက်ကတော့ မှန်ကန်တဲ့အောက်ခွန်နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများမရရှိတာမှန်ကန်တဲ့အောက်ခွန်ဆိုတာဘာလဲဆိုဗမာနိုင်ငံမှာအချို့သောနိုင်ငံတွေမှာအောက်ခွန်ဦးစီးဌာနကတကားပေါက်ဆောက်လောက်ရှိတဲ့လူတောင်မှအရန်ချမ်းသာနေတယ်ဆိုရင်ဒါမှားနေအောက်ခွန်ဌာနကချမ်းသာစရာကိုမလိုဘူးတိုင်းပြည်ကိုချမ်းသာအောင်လုပ်ပေးရမှာ လူတွေပေးတဲ့အခွင့်အရေးကိုနိုင်ငံတော်ဘန်ဒါတွေကိုရောက်အောင်လုပ်ပေးရမှာနိုင်ငံတော်ဘန်ဒါတွေကိုဒီငွေတွေရောက်မှတိုင်းသူပြည်သားတွေခုနကျွန်တော်ပြောတဲ့တဘာဝ BNDA တွေပြည်တွင်းစစ်တွေအဲ့လိုခံစားနေရတဲ့နေရာတွေမှာပြန်လဲကုတပြီးတော့မှဖေးမှထူထောင်ရမှာဒါကြောင့်မြန်မာနိုင်ငံဟာ GDP အရန်ယိုပေါက်သွားပြီးပိတ်လို့လည်းမရတော့ဘူး တလဟောယူကြနေတဲ့တိုင်းပြည်ဖြစ်တယ်မြန်မာနိုင်ငံမှာတက်လာတဲ့အစိုးရတွေသာချမ်းသာပြီးတော့အဲ့ဒီအစိုးရတွေအုပ်ချုပ်ခဲ့တဲ့ပြည်သူတွေမွဲသွားတာဟာ GDP ယိုပေါက်တာဖြစ်တယ်ဒါကျွန်တော်အမှန်ပြောတာအဲ့ဒီမှာခင်ဗျားတို့ပြောနေတဲ့ခြားစားမှုတွေလက်ဖက်ရည်ကြီးတွေဂါရတာတွေဘဏ္ဍပုံးပေးရတာတွေအဲ့ဒါတွေအလုံးဟာတိုင်းပြည်အတွက် GDP ယိုပေါက်တာနော်ပါမစ်တွေပါမဲ့တွေပါမစ်အဆင့်အဆင့်တွေ ဒါဒီအားလုံးက GDP ယိုပေါက်တာဒါဆိုရင် GDP ယိုပေါက်ရခြင်းအကြောင်းရင်းရဲ့ပထမအဆင့်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ်ပြည်တွင်းစစ်ဖြစ်လိုက်ပြီဆိုတာနဲ့ခုနကလူမှုပဝန်းကျင်တွေလူနေထိုင်မှုစနစ်တွေကုတန်းရောင်းဝယ်မှုပုံစံတွေပြီးတဲ့အခါကျတော့လူလူချင်းတံပိုးထားမှုတွေကျမ်းမာရေးတွေပညာရေးတွေအကုန်ထိခိုက်ကုန်ပါတယ်လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ပြောခြင်းနဲ့ peace talk ကိုစမယ် PEACEP ဆိုတဲ့စကားလုံးလေးပေါ့ဗျာ PEACE ငါးလုံး ਨੇ ခင်ဗျားတို့အဲ့ဒါပွဲ့ပွဲ့လင်းလင်းကျွန်တော်ပြောရရင် P ကတော့ people people ဆိုတာ population ကိုပြောတာ people ရဲ့စကားလုံးဆင်းသက်လာပုံက population ကနေဆင်းသက်လာတာပြည်သူပြည်သူမရှိရင်အချုပ်အခြာအာဏာမရှိဘူးအဲ့ဒီပြည်သူတွေကအထက်အရင်ခံပြုထားတဲ့နိုင်ငံတစ်ခုမှာ E လို့ခေါ်တယ် P E A C E peace နော် environment သူတို့နေထိုင်နေတဲ့ပါဝန်းကျင်ပြဿနာလို့ပြောတာပြည်သူတွေနေထိုင်တဲ့ environment ပုံစံဘလို့ရှိနေတယ်လဲဆိုတာကိုပြောတာ A ရဲ့အဓိပ္ပာယ် attitude လို့ခေါ်တယ်အဲ့ဒီပါဝန်းကျင်မှာလူတွေရဲ့ဇယိုက်တွေလက္ခဏာတွေ ြုတ်မှုနေထိုင်ဖို့နေဆိုလိုတာပါ right စီရဲ့အတိတ်ပဲ convince လုပ်တယ်လို့ခေါ်တယ်အဲ့ဒါတွေကိုတဟဇာတမဖြစ်တော့ဘူးဆိုရင်တွေးဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီးတော့တဟဇာတဖြစ်အောင်လုပ်တဲ့ convince ဆိုတဲ့ဥစ္စာကိုလုပ်ရပါလေဗျာအီးရဲ့အတိတ်ပဲကတော့ effort ကြိုးစားအားထုတ်ကြခြင်းလို့အတိတ်ပဲရတယ်ဒါကြောင့်အများပြည်သူတွေနေထိုင်နေတဲ့ ပါဝန်ကျင်ကြီးထဲမှာအကျဉ်းစရိုက်လက္ခဏာတွေအဲ့ဒါတွေအရာအလုံးကိုတဟဇာတဖြစ်အောင်စုပေါင်းဆွေးနွေးပြီးတော့အားထုတ်ရခြင်းကို peace လို့ခေါ်ပါတယ်ဒါဆိုရင်မြန်မာနိုင်ငံမှာ peace ပထမဆုံးလုပ်တာ element atli နဲ့ဘူကျော်အောင်ဆန်းပါဒါခင်ဗျားတို့ကျွန်တော်ရှင်းအောင်ပြောပြတာเนาะမြန်မာနိုင်ငံလွတ်လပ်ရေးပေးမယ်ဆိုပြီးတော့ဘူကျော်အောင်ဆန်းအင်္ဂလန်ကိုရောက်သွားတယ် ဒါပေမဲ့သူတို့ပေးမှာမြန်မာလူမျိုးကို ပေးမှာမဟုတ်ဘူးမြန်မာနိုင်ငံကြီးကိုပေးမှာ element atlia ရှင်းပြတာဒါဆိုရင်အခြားတိုင်းရင်းသားတွေကခင်ဗျားရလာတဲ့ commitment ဒါမှမဟုတ်လဲ mandate အဲ့ဒါပြဆိုတော့ဘုချုပ်အောင်ဆန်းမှာပါမသွားဘူးဦးအောင်ဆန်းမှာပါမသွားဘူးတခင်အောင်ဆန်းမှာအဲ့ဒါပါမသွားဘူးအင်္ဂလိပ်က ဒီကိုလိုနီကလွတ်လပ်ရေးပြန်ပေးတော့မယ်အချိန်မှာရန်ကုန်မန္တလေးကိုပေးမှာမဟုတ်ဘူးဗမာတပီလုံးကိုပေးမှာဒါဆိုရင်အဲ့ဒီမှာပထမဆုံး peace talk ဆိုတာအဲ့ဒါအဲ့ဒီကနေစတယ်ဘူဂျောင်းဆိုင်ပြန်လာတယ်ဒုတိယ peace talk ကပင်လုံးကြီးလာကန်ဖြစ်ပါတယ်နော်ဂျပန်ကိုငါတို့စစ်တပ်ကြီးကပဲတိုက်ခဲ့တယ်အင်္ဂလိပ်ကိုငါတို့တပ်မတော်ကြီးကတော်လှန်ခဲ့တယ်ဆိုတဲ့သမိုင်းအလိန်ကြီးရဲ့ အစစ်မှန်ဆုံးအခြေအနေက element နိုင်ရင်ဝင်ကြီး element atli နဲ့ဘူကျောင်းအောင်ဆန်းကို element atli ကပြောလိုက်တဲ့စကားလုံးရအောင်ရှာဖတ်တဲ့ကျွန်တော်တို့ကဗမာပြည်ကိုလွတ်လပ်ပေးမှာလွတ်လပ်ရေးပေးမှာခမည်းကိုပေးတာမဟုတ်ခမည်းကြောက်တယ်ကိုပေးတာမဟုတ်ဗမာလူမျိုးတစ်ခုတည်းကိုပေးတာမဟုတ်ဒါမျိုးလာဆိုတော့ပြန်လာတယ်အခြေခံဥပဒေတက်တုတ်ရိုက်ပြီးတော့၄၈ကိုရေးကြတယ်ပင်လုံးကြီးလာကံကိုလှုပ်ကြတယ် ဒါဒုတိယ peace stop လို့ခေါ်တယ်ပင်လုံးကြီးလာကြတော့ peace stop ပဲအတိုင်းခုနကကျွန်တော်ပြောတဲ့ people number 1 environment attitudes convene effort ကိုပြောနေတာဆိုတော့ okay ပင်လုံးကြီးလာကြရင်လည်း agreement လည်းရရောပထမအောင်ဆန်းကြဆုံးသွားပြီ။โอเคအင်္ဂလန်ကအဲ့ဒါ မပစ်ပဲဥနုနဲ့ဆက်သွားပြီးတော့လွတ်လပ်ရေးပေးခဲ့တယ်။ဒါ peace stop တွေဖြစ်ခဲ့တဲ့ပုံစံတွေကိုကျွန်တော်ပြောပြတာ။ဒါပေမဲ့ဗမာလွတ်လပ်ရေးဗမာအုပ်ချုပ်ပုံဗမာရဲ့နေထိုင်ပုံစီမံဆောင်ရွက်ပုံကိုဗြိတိရှလုံးဝဝင်မလျှောက်တော့ဘူးဗျ။ရှင်းတယ်နော်ကျွန်တော်ပြောတာ။နံပါတ်2ကိုဆက်သွားမယ်။1958မှာဥနုကဥနေဝင်းနဲ့အာနာတိန်ခိုင်းလိုက်တယ်။ဥနေဝဲအာနာတိန်လိုက်တဲ့အချိန် အဲ့ဒီအချိန်မှာရဲဘော်၃ချိတ်အဖွဲ့ဝင်တွေလည်းအများကြီးရှိနေတယ်။တခင်တွေလည်းအများကြီးရှိနေတယ်။ဆိုရှယ်လက်ကွန်မြူနတီလည်းအများကြီးရှိနေတယ်။ဘိုနေဝင်းအရန်ကာရောလုံးလို့မရဘူး။ဒါနဲ့1960မှာရွေးကောက်ပွဲပြန်လုပ်ပေးတယ်။အဲ့ဒီအချိန်မှာဆိုရှယ်လက်တီကွန်မြူနတီကွဲကုန်ပြီးရဲဘော်ဖြူရဲဘော်ဦးနီရဲဘော်ဝါပြီးတော့တိုင်းရင်းသားဘလို့ပဲကွဲကွဲပါ။โอเคရွေးကောက်ပွဲ လုပ်ပြီးတော့ဦးနေဝင်းက 不拿电脑标的，用他的钱是有的哦。密码是那些老门号，跑出楼门也队的，切嘛。这七小八该下来的都不外表。OK，打开呢，什么东西一拍完呢，喏，公用洗的家的切，是不？就那白白嫩嫩标签那个，糖果啊，巧克你嘛，阿里东西么好多。打印哪里呀？来。 ဘာမှခွင့်မရဘမတကြက်ရှမ်းတကြက်လည်းမရှိဆိုတော့အဲ့ဒီမှာအခွင့်ရေးတောင်းဖို့ပြောလာကြတဲ့အတန်တွေထွက်လာတဲ့အချိန်မှာသူတို့ဖက်ဒရယ်ခွဲထွက်တော့မဲဆိုပြီးတော့ဘူနေဝင်းက1962ခုနှစ်မှာကျောင်းသားပေါင်းမြောက်များစွာကိုတတ်ပြီးတော့အာဏာယူခဲ့တာအာဏာရှင်ဆိုတာအာဏာလက်ထဲရောက်သွားပြီးဆုတ်ထားတဲ့လက်ကို ပြန်မဖြန့်ဘူးဟုတ်ပြီနော်ယာဇတရိအရေးပေါ်တုံမှာအရေးပေါ်တုံအယာဇတရိအရေးတော်ပုံကျမ်းထဲမှာကွေးတော်လက်မဆန့်ခင်ဆန့်တော်လက်မကွေးခင်လို့ခင်ဗျားတို့ဖတ်ဘူးပေမဲ့အာနာရှင်ကဆုတ်ပြီးရင်ပြန်မဖြန့်ဘူးလားဒါဒါကျွန်တော်အမှန်ပြောတာတော်ယုံတန်နဲ့တန်ယုံနဲ့ဒီအာနာကိုပြန်ကြသွားအောင်လဝါပြန်မဖြန့်ဘူးโอเคကျွန်တော်ဘသူမှထိခိုက်ပြောနေတာမဟုတ်ဘူးเนาะကျွန်တော်အချင်းနေမှန်တိုင်းပဲပြောတာ ဥနေဝင်လက်ထက်မှာပထမဆုံးဥနုလည်းရှိနေဥနုအာနာမသိခင်ကားကိုပဲဒုတိယချိန်ငင်းချမ်းရေးစကားပြောခဲ့တာတရင်ကောင်းဆောင်ကရင်ကောင်းဆောင်စောပါဦးကြီးကိုဗာပြောလိုက်လဲဆိုတော့မပူပါနဲ့ဗျာကရင်တကြက်ဗမာတကြက်ပါပဲဗျာခမည်းနေရခမည်းပြန်ကျုပ်တို့ရနေတဲ့တကြက်ကနေခမည်းငားမှုရမယ်ဗျာ ယုံသွားပြီးပြန်သွားကြတာဗျအင်းစိန်တော်တက်သိမ်းထားပြီးပြီလေဟုတ်တယ်နော်โอเคအများကြီးကျွန်တော်ပုံကြီးချဲ့ပြီးမပြောဘူးဒါပေမဲ့ရခဲ့ရဲ့လားလို့ကရင်နေကိုမေးခွန်းထုတ်လိုက်ပါဟုတ်ပြီဒါဒါတတိယချိန်ပေါ့ဗျာဘူဂျုံနဲ့ပထမချိန်ဟုတ်တယ်မလားပင်လုံးကြီးလာကန်းဆိုတာလဲဒါဖိစတော့ပဲခင်ဗျားတို့ဒုတိယချိန်ဆရာစောဘဦးကြီးနဲ့ကရင်ကောင်းဆောင်ကြီးဆရာစောဘဦးကြီးနဲ့ ဒါတတိယအချိန်ပြီးရင်ဗမာပြည်ကွန်မြူနစ်ပါတီ ਨੇ လုပ်တဲ့စတုဒအချိန်လေအားလုံးလက်နဲ့ချပြီးပြန်လာမယ်တမတော်တမိုင်းမရိုင်းစီရဘူးလို့ခဏပြောနေကြတယ်လေကြားမိလားဘာကိုပြောတာလဲသိလားနော်ဂုံတိတ်ခါရှိတော့တမတော်ဆိုတဲ့စကလုံးနေအမြဲတမ်းထိုးနေပြီဆိုရင်လူများများတတ်ပေးပါ ဂုံတိတ်ခါရှိတော့တက်မတော်လို့ပြောနေကြပြီဆိုရင် လူများများတက်ပေးပါလို့တောင်းဆိုနေပြီလို့မိษွေတို့သဘောပေါက်လိုက်တော့တက်မတော်ရဲ့အစင်လာကိုထင်းသိမ်းရမယ်လို့ပြောနေပြီဆိုရင်လူတွေအများကြီးကိုတတ်တော့မယ်လို့အဲ့လိုနားလည်လိုက်အဲ့လုံးဝအမှန်တရားပဲအဲ့ဒီလူ ਨੇ ကချင်းနေရှမ်းနေဦးနေဝင်အာနာသိမ့်ပြီးတဲ့နောက်မှာ ရခိုင်အချို့တွေတော်လန့်ကြီးပေါ်ပေါက်လာကြတယ်။ဘာနဲ့ဖြည့်ရှင်းခဲ့တယ်လဲ။တက်ဖြတ်ပြီးတော့ပဲဖြည့်ရှင်းခဲ့တာမဟုတ်ဘူးလား။ကြောပုတ်မယ်ခေါင်းပုတ်မယ်။အကြိုက်လေးတွေကိုခေါင်းဆောင်တွေလောက်ကိုပေးပြီးအဲ့ဒီဒေတာတွေကတယံဇာတတွေကိုယူဖို့ပဲဖြည့်ရှင်းခဲ့ကြတာမဟုတ်ဘူးလား။ဒါကျွန်တော်အမှန်တိုင်းပဲပြောတာနော်။နောက်တစ်ခုထပ်ပြောမယ်။ ကနေ့ငိမ့်ချမ်းရေးဖိစ်ဖို့ရန်လို့ပြောတယ်တကယ်စစ်ဖြစ်နေတဲ့လူတယောက်မှမပါဘူးတဲ့အဲစဉ်းစားကြည့်နော်အဲ့ဒါမြန်မာစစ်တပ်ကအငိမ့်စားဒုပုံမှုကြီးကိုတိုင်ကျွန်တော်ပြောတာတကယ်စစ်ဖြစ်နေတဲ့လူ ਨੇ တယောက်မှမပါဘူးတဲ့အဲ့ဒီလူတွေအားလုံးကဥသိမ့်စိန်လက်ထက်ကထိုင်ရင်းစားရင်းတောက်ရင်း ਨੇ အဲ့ဒီလိုပဲစကားပြောလာတာတဲ့အရင်လူတချို့တာမပါတာပဲရှိတယ်တဲ့ဒီလူပဲတဲ့ ဒီစကလုံးပဲတဲ့ right အဲ့ဒီမှာဘာပြောပြလိုက်လဲဆိုတော့သူတို့စီကထွက်လာပါ transition နဲ့ election နဲ့ဟိုအပြောင်းလဲဖြစ်မဲ့ election လို့တောင်ပြောတာနော်ဟိုစသုံးတာကတော့ကိုကိုကြီးလို့ထင်ပါတယ်ရဲဘော်ကိုကိုကြီးကိုလည်းပြောပြလိုက်ပါမယ် okay ရဲဘော်သုံးတာကိုတို့အနေနဲ့ရဲဘော်ရဲ့ရည်ရွယ်ချက်တွေတိုင်းပြည်ကို agent စီခြင်းနဲ့စိတ်တွေ ပြောတာဒါပေမဲ့ရဲဘော်တို့ကိုကိုကြီးတို့ကနေ့ဆွေးနွေးနေကြတဲ့ဥစ္စာအားလုံးစုပြီးတော့ဒုဗိုလ်မှူးကြီးအဆင့်လောက်ကောင်ကိုဒုဗိုလ်မှူးကြီးအဆင့်လောက်ကောင်ကိုတင်ပြပြီအဲ့ဒီဒုဗိုလ်မှူးကြီးကတော့အဖြေပြန်မပေးဘဲနဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကိုတင်ပြပြီးတော့မဒါဒီဟာဘယ်တာအေးပါတယ်လဲဆိုတဲ့ဥစ္စာအဖြေထွက်မယ်တဲ့ဟုတ်တယ်နော်ရိုးရိုးရှင်းရှင်းလေးပဲ ဘုကျုံမှုကြီးမင်းအွန်လိုင်းလို့ကျွန်တော်ခေါ်နေတာခင်ဗျားတို့ရမ်းမပြောနဲ့ခင်ဗျားတို့မအားလားမအေးလို့မအေးလို့မအားလားဆိုတာနိုင်ငံရေးမဟုတ်ဘူးအဲ့ဒီကောင်တာဝန်ရှိနေတယ်ဒီကောင်ယာဒူးအပြည့်နဲ့ခေါ်တရားရုံးမှာခင်ဗျားခေါ်ထားတဲ့ခင်ဗျားထောက်ပြထားတဲ့အချက်လက်တွေဟာတက်တည်ဖြစ်လာမယ်နော်ခင်ဗျားမအေးလို့မင်းအွန်လိုင်းတရားရုံးမှာတင်ပြပြီးတော့အဲ့ဒီစကလုံးနဲ့ရှင်းလို့မရဘူးစောက်ပိန်းနေနီပေါ်နေနော်အတွင်းကန်ချုံထမိန်ချုံနေပြောလိုက်အောင်မယ်မင်းတို့တိုက်လို့ရတယ် ါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုဥပဒေကြောင်းကိုနားလည်အောင်စဉ်းစားပြီးတိုက်ဟုတ်ပလားဆိုတော့ဘုဇုံဦးကြီးမင်းအောင်လိုင်ကဘာပြောလဲဆိုတော့လက်နဲ့ကင်ပြီးတော့မိမိလိုချင်တဲ့အခွင့်အရေးကိုယူလို့မရဘူးတဲ့သူကိုယ်တိုင်လက်နဲ့နဲ့အာဏာယူထားတာနော်ကန်ထိုက်တွေပါမစ်တွေသူ့သားတွေသူ့သမီးတွေသူ့မိသားစုတွေအကုန်လုံးယူထားဆိုတော့ 我们得一路生产来源，不叫估计没有来哦。他妈的，一路啊，没人看见你的，本在没有标你了多啊。阿曼那多啊，那那里在那里，任何呢，没人啥见你。然后见到标了，说了，看哪路 peace for l i f 绝高规格，多亚美给上么好不？然后见到他妈的批大龙物，见到爷爷已经表下的。 看伢都佩服人，到处野马个，伢妈的皮老马，心里的答应他老苗帮助，高种阿老呢，家边收伢的呀，不急不落的。唔嘛，一开下不就出门人去买，找个妞出好去买，个先下不就过马路去买，跟人留高种的去买，跟伢高种的去买，钱高种的去买，个钱高种的，喏。 像看工中、都爱工中，啊，高楼呢？看面路你比着，单比多，看面路谁在那这个先？看面路啊楼啊？看面路加别？好不呢？苏亚伊天古快比着嘛？最高不会大，最高不会大不看面路先这样好不啦？但看面路啊，被否认了表达过。 ခင်ဗျားတို့ peace for them ကြီးကဘာလဲဆိုတော့အချောက်တီစကားပြောတဲ့ပွဲဗျာအစိုးတကောင်မှမပါဘူးမတော်လှန်ရဲတော်တဲ့ကောင်ကြီးယောဂါရနေတဲ့ကောင်ကြီးဟိုတယ်မှာဖားတင်နေအိတ်တဲ့ကောင်ကြီးအရက်တွေရနေတဲ့ကောင်ကြီးအခွင့်ရေးတွေပါမစ်တွေရနေတဲ့သူတွေတောက် peace for them လို့ခင်ဗျားတို့ကပြောတာဗျာဟုတ်ပြီလားတကယ်ခင်ဗျားတို့ peace ကိုအဲ့လောက်ကိုတိုင်ပတ်ပြီးတွားစရာကိုမလိုဘူး နော်ခင်ဗျားတို့တည်င်းမကောင်းစောက်ကျင်မမှန်ဘူးဆိုတာဒီမှာပေါ်တယ် BBC ကအင်တာဗျူးတယ်ဟိုလူကအင်တာဗျူးတယ်ခင်ဗျားတို့ပြောလိုက်တယ်နော်လူတွေကဟုတ်နိုးနိုးဖြစ်နေတယ်တကယ်အစ်စ်မှန်ကအခုဖြစ်နေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုရအောင်ခင်ဗျားတို့ထိတွေ့ပြီးတော့တိုင်းရင်းသားအားလုံးနဲ့ခင်ဗျားတို့အစိုးရတရားဖွဲ့ပြီးတော့မှရွေးကောက်ပွဲကိုသွားတင်တယ်နော် General Federal Election လို့ကျွန်တော်နာမည်ပေးလိုက်မယ်နော်အထွေတွေဟုတ်လား Federal ရွေးကောက်ပွဲကြီးလို့တွားမှာခင်ဗျားတို့အခုကခင်ဗျားတို့ကပထမရွေးကောက်ပွဲကိုမကျေနပ်လို့တနက်နေ့အာဏာယူတယ်ပြီးတော့ခင်ဗျားတို့လူတွေစတတ်တယ်တစ်ဖက်ကပြန်တိုက်တယ်ခင်ဗျားတို့ကလည်းပြန်တတ်တယ်ပြီးတော့ခင်ဗျားတို့ကတန်တမန်အခင်းကျင်းလေးပါလေးညာလေးနဲ့အဲ့ဒီမှာယူနေတဲ့သတင်းတောက်တွေထဲမှာတိုင်ရင်သာတယောက်မှမပါဘူး ကျွန်တော်ကြည့်လိုက်တာခင်ဗျားတို့ဘယ်တိုင်းရင်းသားသတင်းဌာနကိုဖိတ်ပြီးတော့အဲ့ဒီသတင်းတောက်တွေခင်ဗျားတို့ရဲ့ peace forum မှာယူပြီးတော့အားပါတရတင်ပြနေတဲ့သတင်းဌာနမရှိဘူးခင်ဗျားတို့အဲ့လောက်ထိကိုအချင်းနေဆိုးတာတိုင်းရင်းသားဒေသမှာသတင်းဌာနတွေအများကြီးရှိတယ်လေခင်ဗျားတို့တတ်သိရှင်ဖိတ်လိုက်ပေါ့ဟုတ်တယ်မလားခင်ဗျားတို့သတင်းစာရှင်းလင်းပွဲလဲဒီတိုင်းပဲလေလူဆယ်ယောက်လေမိုးဟိန်ပါမယ်လှရွှေပါမယ် ကျော်မျိုးမင်းပါမယ်။အာကျော်စိုးဦးပါမယ်။အဲ့လိုကောင်တွေနဲ့ခင်ဗျားတို့ကသတင်းစာရှင်းလင်းပွဲလုပ်တိုင်းရင်းသားတင်းတော့တောင်းပါတိုင်းရင်းသားတွေကိုစားပြုတ်ပေးနိုင်တဲ့တိုင်းရင်းသားတွေအတန်ပြန်ထုတ်နိုင်တယောက်အောင်ပါဟဲ့ဘလောက်အောက်တန်းကြပြီးတော့ခဲ့ဘလောက်တောင်အချိန်နေဆိုးတယ်လဲဆိုတာကိုပြောတာပါနောက်တစ်ခုပြောမယ်ခင်ဗျားတို့ face သွားနေတာမဟုတ်ဘူးခင်ဗျားတို့ညှိပြီးတော့ခင်ဗျားတို့အခွင့်အရေးကိုပြန်ယူဖို့သွားနေတာ OK，不没有啥，把老早欠的出来输了，阿哥来些哈，你嘛实在交友丢不要，便宜肩膀们来些，便宜说八光万福，累老面有咱不嘛，出别不要，好讲讲，提讲讲呢，不等身，下午来不要，所以去哪来钱嘛，忘记，没，错了，阿哥啊，看明路肩膀们有搞不啊，便宜也来钱嘛。 ဲ့ဒါကြီးကို peace ညီလာခံကြီးနဲ့ခင်ဗျားတို့ဝိုင်းပြီးဖင်မကြတာဗျာစဉ်းစားကြည့်ရွေးကောက်ပွဲဆိုတာခင်ကြီးနဲ့လည်းမဆိုင်ဘူးနော်ဂျားပြအစိုးရကြီးနဲ့ဆိုင်တာနော်ဂျားပြအစိုးရကြီးတရက်ကဖွဲ့ပြီးတော့မှဒီရွေးကောက်ပွဲကိုကျင်းပအောင်အဲ့ဒီအစိုးရဖွဲ့စည်းပုံကလည်းနော်အားလုံးလက်ခံနိုင်တဲ့နော်အားလုံးယုံကြည်နိုင်တဲ့အစိုးရကြီးအနေနဲ့ဖွဲ့ပြီးတော့မှ ရွေးကောက်ပွဲတစ်ခုသွားရမှာအခုကခင်ဗျားတို့ကပထမ election မှာခင်ဗျားတို့ကစောက်မဲမရဘူးစောက်အာဏာမရတော့ဘူးကျွန်တော်ပြောတာရိုင်းသွားရင်လဲခွင့်လွတ်ဗျာဆိုတော့အဲ့ဒါခင်ဗျားတို့အာဏာသိမ်းလိုက်တယ်လက်နဲ့နဲ့ပြီးတော့ခင်ဗျားတို့ကရွေးကောက်ပွဲပြန်လုပ်မယ်ဟုတ်ခင်ဗျားတို့အဲ့ဒါအချိန်ချင်းတိုင်ပတ်နေတယ်လေအဲ့ဒါခင်ဗျားတို့ဂျက်အေးကိုသူ့မိန်ရိုက်နေတာလေမုံလုံးကိုစက်ကူကတ်နေတာလေ မြန်မာနိုင်ငံကြီးတတိုင်းပြည်လုံးမွေးသွားတယ်လေမြန်မာနိုင်ငံမှာခမကြိုက်တဲ့နေ့မွေးတနင်္လာမွေးမွေးအင်္ဂါမွေးမွေးတောက်ကြစနေတနင်္ဂနွေပုံတခုကြာတာပရိကြိုက်တာမွေးမွေးတာနဲ့ကြုံဖြစ်တယ်ဗျာပထမဆုံးဖြစ်တာစစ်ကြုံဒုတိယဖြစ်တာတရုတ်ကြုံတတိယဖြစ်တာနိုင်ငံတကာမှာသွားအလုပ်လုပ်ရမယ်နိုင်ငံပေါင်းစုံရဲ့ကြုံမြန်မာနိုင်ငံမှာမွေးတဲ့မြကြုံဖြစ်သွားရတယ်ဗျာဆိုတော့ကျွန်တော်ဒါကိုတွေ့နေပြီလေကျွန်တော်ပြောပြီလေ တော့ခင်ဗျားတို့ဘလောက်တောင်အချိန်နေဆိုးတယ်လဲဆိုရင်စစ်ဘိုလ်ချုပ်တယ်မဟုတ်ဘူးစစ်ဘိုလ်ချုပ်မိမကိုဟိုဧကရစ်တွေမင်းဘရင်တွေလက်ထက်ကကိုပင်မိဖုရားတပါလို့စစ်တပ်ကြီးတခုတော့ကိုကိုရအမေရိကန်မှာအားမရှိဘူးဘယ်နိုင်ငံမှာမှမရှိဘူးရှိတာကမ်ဘောဒီးယားမှာရှိတယ်ထိုင်းတော်မှာသူ့ဘိုလ်ချုပ်ကသူ့မိမထုံးမပြသူ့မိမတိုက်ရင်ထဲမှာဩဇာမညောင်းဘူးโอเคအခုကမင်းအောင်လိုက်ဆိုရင်မင်းအောင်လိုက်မိမမိဖုရားလို့ ဘယ်ကောင်မှမှန်းလည်းမသိဘာဆောက်မျိုးယိုးမှန်းလည်းမသိသူရဲ့နောက်ခံဆွေစဉ်မျိုးဆက်တမိုင်းကြောင့်ဘာမှန်းလည်းမသိဟိုကောင်လည်းတခါလည်းဘယင်ဝင်စားတယ်လို့လို့ဟာဒီကောင်မှလည်းဘယင်မှဝင်စားတယ်လို့လို့ကဲခင်ဗျားတို့ကဗဒီတရစ်ကိုအခြေခံပြီးဆက်သွားနေတဲ့အတွက်ဘတော့မှငင်းငယ်မရဘူးဒီအချိန်မှာကျွန်တော်ကိုရှယ်လေးတိတိကျကျပြောနိုင်တာက မင်းအောင်တိုင်းမင်းတိုင်ပင်နေတဲ့လူတွေငါအားလုံးတွေ့နေရတယ်မင်းဘာလုပ်မှာလဲ